ဗုဒ္ဓဟောထားတဲ့အကြောင်းအရာလေးတစ်ခုပါပဲလူတွေငင်းကြတယ်ဆိုတာတဲ့အေကင်ကဓတ္တိနောတစိတ်တရေတာလေးပဲတိလို့ငင်းကြတာတဲ့အပြည့်အစုံတိရင်ငင်းကြမှာမဟုတ်ဘူးတဲ့ ဒါကျွန်တော်တို့အင်မတန်မှသတိထားစရာကောင်းပါတယ်။တခါတရံငါတိငါတက်ပုံစံမျိုးနဲ့ငင်းခုန်တာဟာငါဘာမှမသိဘူးငါဘာမှမတက်သေးဘူးငါနည်းနည်းလေးပဲတည်သေးတယ်လို့ကိုကိုကိုဝန်ခံနေတာနဲ့တိတ်ပြီးတော့တူပါတယ်။အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဒီမှာဆရာကြီးပြောထားတဲ့တပိုင်းကြောင်ကျက်စာရယုံနှင်းဆိုတဲ့ဟာလေးညွှန်ထားတာရှိတယ်။လေဒီဆရာတော်ဖရာကြီးရဲ့အဲဆုံးမစာလေးတစ်ခုပေါ့။ဒါလေးလေးရွတ်ပြခြင်းနဲ့တပိုင်းကြောင်ကျက်စာရယုံဖြင့် ခပ်ပါလသဘောညံတက်မာနအပြောတန်နေဒေါသမန်ထူပွားစောဒကတူဖတ်လာလျင်သူတက်ငါညင်းတဲ့လူစားဖះဟောမြတ်ဓမ္မခံကိုတက်လီဟန်ရောင်ွားပရမတ်ပြန်အကြောင်းသမားတွေမှု ထောင်လွှားကြသူထက်ငါအတိညာတထွာလောက်ကယ်ဖြင့်ညာမထောက်ဟောတတ်လှပါပရိသတ်သောမနာအောင်စောဒနာညာအကောက်တွေဖြင့်ကံအကြောက်အတင်းမရှောင်ညင်းကြလူပေါင်း ပိတကက်အဆွဲထောင်းလင်းအပေပေါင်းဆင်းရလိမ့်လေအဲ့တော့ကျွန်တော်ကတော့အပေပေါင်းမဆင်းကျင်ပါဘူးအဲ့ဒီအတွက်ကြောင့်ညင်လေမညင်ပါဘူးအာကျွန်တော်တို့မြတ်စွာဘုရားဟောထားခဲ့တဲ့ဓမ္မခန္ဓာပေါင်း8000 4000ရှိတယ်လို့ဒီလိုစာထဲမှာပါတယ်ပေါ့နော်ပိတကအဖြစ်သုံးဖို့နိဂေအဖြစ်၅ရက်အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအာစာတွေတည်သလားဘလောက်တည်သလဲပေါ့ ဒါဖြင့်ကိုရွေရောတည်သလားကိုရွေဘယ်လောက်ထိတည်တယ်လဲအဲ့ဒါရှိသေးတယ်ဟုတ်တယ်မလားကျွန်တော်တို့ဒီနံပါတ်ခန္ဓာပေါင်း၈400ပိတကယ်အားဖြင့်၃ဘုံညကေအားဖြင့်၅ရက်ဒီဟာကိုလိလာတာဘယ်လောက်မှမရှိသေးပါဘူးဗျာအခုမှစာအုပ်လေး50အုပ်လောက်ပဲရှိသေးတာဖြစ်တဲ့အတွက်ညင်းစရာမလိုပါဘူးဘယ်သူနဲ့မှမညင်းကြပါဘူးမျှဝေစရာရှိရင်တော့မျှဝေပါရဲ့ လာပြီးတော့မြောက်ဝေတဲ့သူတွေရှိရင်လဲဂျေစုတင်ပါတယ်။အဲ့ဒီအသည့်တွေကနေတဆင်ကျွန်တော်တို့အကျင့်တွေစီကိုရောက်အောင်ဆက်ပြီးတော့သွားကြရမှာဖြစ်ပါတယ်။ဒါကြောင့်အကျိုးမရှိတဲ့ငင်းခုန်ခြင်းအလုပ်ကိုမလုပ်ကြဘူးကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေနော်နောက်အာ smart ဖြစ်အောင်နေခြင်းတဲ့သူတွေအထူးတတိထားရမယ့်အရာ ဖြစ်ပါတယ်။ဘယ်သူနဲ့မှမငင်းပါနဲ့။အေးအေးလေးပဲကိုဟာနဲ့ကိုအကောင်းဆုံးလေ့လာနေပါ